အဲ့မမင်္ဂလာပါဗျာဖုတ်ပေါ်လေးနီးပညာနေပြန်နေကြစောပါလေဗျာဒီနေ့မှတော့ကျွန်တော်တို့ဖုန်းကို MTK လာခွန်ခွန်လာဆိုပြီးကျွန်တော်တို့ခွဲချမ်းနီးမြောက်ပေးမှာဖြစ်ကိုင်းတဲ့ဖုန်းက MTK ဖုန်းဖြစ်နေမလား Quarko ဖုန်းဖြစ်နေမလားဆိုတာကိုကျွန်တော်တွေကြည့်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်အရန်တွေပါလေဗျတကယ်တော့ Quarko လား MTK လားဆိုတာတာမန် user တွေတော်တော်အရေးမကြီးလာပေမဲ့ service လုပ်တဲ့လူတွေဖုန်းပြင်တဲ့လူတွေကတော့အရန်အရေးကြီးပါတယ်ဥပမာဆိုကြပါစို့ software တစ်ခုရေးတော့မယ်ဆိုလို့ရှိရင် Quarko ကလည်း Quarko ရေးနည်းတိတက်ရေးရတယ်လို့ MTK ကလည်း MD ရေးနည်းတိတက်ရေးရပါတယ်ဒါကြောင့်မလို့ကျွန်တော်တွေဖုန်းကို MD လား Quarko လားဆိုတာကိုအထူးကြသိဖို့လိုပါတယ်ဗျအဲ့လိုလေးကိုတိကျသိဖို့အတွက်ကျွန်တော်တွေကြည့်လို့ရတဲ့နည်းတွေကအများကြီးရှိတယ်ကျွန်တော်ပေါ့ဟိုကျွန်တော်ကွန်မန်တဲ့ ေါ်ထိုးပြီးကြည်တာမျိုးစပြင်ခြားတို့နီးတွေများရှိပြီဒါပေမဲ့ဒီနေ့မှာတော့အလွယ်ဆုံးနီးတွေကိုမရောက်ပြီးမှဖြစ်ပါလိမ့်ဗျမိတ်ဆွေမဲနဲ့ကိုယ်နဲ့ကိုယ်ကြကြည့်လို့ရပါလေအဲကို့ဖုန်းကိုကို့ဖုန်းအကြောင်းကိုပဲပြပြစုံစုံလေးကျွန်တော် RAM ဘလောက်ဘယ် color လေးလာတယ် dimension ဘလောက်ပဲကျွန်တော် 2G တာ 3G တာ 4G တာ 5G လား SD ကလေးဆိုက်ရလားဆိုက်မရဘူးလားအဲဒါမှမဟုတ်ကျွန်တော်ရေဒီ IMC ကတ်တွေထည့်မရဘူးလားထည့်ရလားဆိုတော့ပြပြစုံစုံလေးဖော်ပြထားတဲ့နီးလေးကိုမရောက်ပြီးမှဖြစ်ပါလေအရန်လွယ်ပါလေဗျအဲ့တော့ထုံးတဲ့နိုင်မဲ့ Chrome browser လေးကိုသွားမယ်နော် Chrome browser တွေကိုသွားမယ်အဲသွားပြီးတော့ကျွန်တော်တို့ကကျွန်တော်သိချင်တဲ့ဖုန်းမော်တယ်ဥပမာမိတ်ဆွေမြတ်ကကိုဖုန်းမော်တယ်ကိုရိုက်ထည့်လိုက်ရုံပဲဘာမှမလို့အရန်လွယ်တယ်အဲဥပမာဆိုကြပါစို့ကျွန်တော် Redmi Note 12 Pro ဖုန်းတစ်လုံးကိုကျွန်တော်ကြည့်ကြည့်မယ်နော်အဲ့တော့မိတ်ဆွေမြတ်ကဘယ်မော်ဒယ်ဘယ် brand ဘယ်မျိုးစားပြပြကြိုက်တာကိုကြည့်လို့ရတယ် Oppo Vivo Samsung Huawei Sony အကုန်လုံးဖုန်းပေါ်တဲ့ brand မျိုးစုံကိုကြည့်လို့ရပါတယ် Okay ကျွန်တော်ဥပမာအနေနဲ့ Redmi Redmi Note 12 Pro အဲကျွန်တော် Redmi Note 12 Pro လေးကိုကျွန်တော်တစ်ချက်တော့ကြည့်ကြည့်မယ်နော် ။ Okay ကျွန်တော် Redmi Note 12 Pro ကိုကျွန်တော်ချက်ကြည့်ကြည့်မယ်။အဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလိုပေါ်လာလို့ရှိရင်နည်းနည်းလေး view လေးချက်ကြည့်မယ်။ view ချက်ကြည့်ပြီးတော့ကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုတော့ GSN arena.com မှာကြည့်ရမယ်။အဲဒီ site လေးပဲဖြစ်ပါတယ် GSN arena.com အဲဒီမှာနော်။ Okay. Okay နော်။ ဒီဒီမှာเนาะအဲ gsnarena.com ဆိုပြီးဒီဒီပုံလေးနဲ့ဖြစ်ပါတယ်အဲ့ဒါလေးကိုတစ်ချက်လောက်နှိပ်ကြည့်လိုက်မယ်အပေါ်ဆုံးမှာပဲเนาะအဲ့ဒါဆိုရင်တော့ဖုန်းဖုန်းရဲ့ certificate of certification အကုန်လုံးပေါ့เนาะဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုဒီမှာစုံစုံလေးနဲ့ပြောပြထားတယ်ဒီမှာပထမဆုံးတစ်စတွေ့ရမှာတော့ နက်ဝက်ပဲဖြစ်ပါတယ်နက်ဝက်မှာ GSM တွေထည့်လို့ရလို့ကျွန်တော်တို့ဟိုးရင်တော့ပေါ်တယ်330တို့930တို့အကုန်လုံးထည့်လို့ရပါတယ် GSM CDM ရောအကုန်လုံး Sporting ပေးပါတယ် 5G Sporting နဲ့ပေးထားတယ်ခုနောက်ပိုင်းဖုန်းတော်များများကကျွန်တော်တို့ CDM မှာထည့်လို့ရတာကိုသွားပြီးတွေ့ရပါတယ်ဘာလို့ဒီမှာ သူရထုတ်ခဲ့တဲ့ဒိတ်ကတော့2020နှစ်ကျွန်တော်ဒီအောက်တိုဘာ29ခုမှာပေါ့နော်ဒီမှာသူထုတ်ခဲ့တဲ့ဒိတ်အတိအကျကိုလည်းပြထားတယ်အဲပြီးလို့ရှိရင် body နဲ့ dimension အဲ weight အလေးချိန်တိစောက်ထားတဲ့ပုံ single second အမျိုးအစားကတော့ nano အဲကျွန်တော် nano sin ကျွန်တော်ဒီမှာ memory sd card ကျွန်တော်ထည့်စားမလို့တော့ကြောင့်မို့ဒီမှာဘာမှသူရေးပြမထားဘူး sd card ပါတဲ့အဲပါမဲ့ဖုန်းလေးဆိုရင် sd card ပါတယ်သူရေးပြထားတယ်ပြီးတော့ဒီမှာတော့ထည့်စရာလည်းမလိုဘူးကြောက်ကိကိတဲ့အများကြီးထည့်ပေးတာဆိုတော့လေတစ်ချက်ကြည့်လိုက်မယ်အောက်ရီဆက်ကြည့်မယ်ဒီမှာ display ကိုတစ်ချက်ကြည့်လိုက်မယ်ဒီမှာ display ပေါ့နော် display အမျိုးအစားကိုလည်း emulate ကျွန်တော် 1b color မတွေ့စားစားပြီးတုံးပေးထားတယ်ပြီး resolution ကတော့1080 2400 pixel စားပြီးဒီမှာတုံးပေးထားတယ်အာပြီးလို့ရှိရင်ဒီမှာသူရဲ့ အဲကျွန်တော်ဒီမှာ pro ဒီ production ကတော့ဒီမှာဒီဒါလေးသုံးပေးထားတော့ကျွန်တော်ချစ်ဆက်ကိုကြည့်ရမှာဖြစ်ပါတယ်ချစ်ဆက်ပေါ့နော်အဲ CPU တို့ GPU တို့ဒီကောင်လေးပဲဖြစ်ပါတယ်ကျွန်တော်ကြည့်ရမှာတော့ဒါပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ချစ်ဆက်ကပါတယ်ဆိုတော့ media tag ပဲဖြစ်ပါတယ်ဒါဆိုရင်သူကဒီလိုမျိုးပြနေဒါသူက MTK ပါ MTK လို့ဒါယူဆလို့ရပါတယ် media tag ပေါ့နော်အဲ့လိုမျိုး media tag လို့ကျွန်တော်တို့ပြနေရင်တော့ ဒါဆိုရင်ဒီဖုန်းတော့ MTK ဖုန်းပဲဖြစ်ပါတယ်အဲ့တော့ဘယ်နဲ့မှကြည့်ရမလို့ချစ်ဆက်မှကြည့်ရမှာဖြစ်ပါတယ်ဒီမှာဒါဆိုရင် MTK လုံးလို့ယူဆလို့ရပါပြီဒီမှာ cut slot အနေနဲ့ memory card ဆက်လို့ရတော့ဆိုတော့ဒီမှာ no လို့ပြထားပါတယ် memory card တွေ size ရမလိုပါဘူးအဲ့တော့ kit အနေနဲ့ဘာလာလဲဆိုတော့ 128k လာမယ်အဲ့တော့ run rate မှာ 128k run 8မှာ256လဲလာမယ် 8k လဲလာမယ်256ကိုမှ ကျွန်တော်တွဲတွဲ run တွဲနေလဲလာမယ်အဲဒီလိုမျိုးဒီလိုမျိုး तू လာတဲ့လွန်နေတယ်အပြည့်စုံဖော်ပြထားတယ်ဒီမှာ main camera နေနဲ့ तू ထည့်ပေးထားတဲ့ pixel တွေဒီမှာဖော်ပြထားပေးတယ် okay ဒါတော့ဆိုရင်ကျွန်တော်တို့တွေဒီမှာဖုန်းနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံလေးကိုကျွန်တော်သိရှိသွားမယ်ဒီမှာဒီမှာ charging နေနဲ့တယ်ဒီမှာ तू ဒီမှာ69ဝက် live battery 5000 mAh ကိုလည်းသုံးပေးထားတယ်ဒီမှာတော့ဒီသူရဲ့ဒီဘက်ထီမှာလည်းသူသုံးပေးထားတဲ့ဘက်ထီအချင်းတွေကိုလည်းဒီမှာသူပြပေးထားတယ်တော်တော်စုံစုံလေးကိုပါတယ်ဗျာနော်ဒီမှာ မော်ဒယ်အနေနဲ့ကတော့ဒီ၃မျိုးထွက်မှာပေါ့နော်ဒီမှာသူရသူဖုန်းမော်ဒယ်ကုတ်လေးတွေပေါ့ဟဲ့တပုံးလေးကုတ်လေးသူကုတ်နဲ့သူသူ့ run နဲ့သူလာမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအာတော်တော်လေးကိုပြည့်ပြည့်စုံစုံနဲ့သိရှိသွားပြီပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီဒီနေရာမှာကျွန်တော်ပုံလေးကြည့်ချင်မယ်ဆိုပုံလေးကြည့်ချင်တယ်ဒီမှာဒီမှာတော့ဒါဆိုအဖြူရဲ့အမဲရဲ့အပြာရဲ့ကျွန်တော်ဒီဟိုဒီမှာတော့ တ်ပဲရဲ့အဲဒီမှာ 3D နေနဲ့ကြည့်ချင်တယ်ဒီမှာ 3D နေနဲ့ကြည့်လို့ရသေးတယ်အဲ okay ဒီဇိုင်းကလာပါညာကြိုက်တော့ရှိုးလို့ရတယ်ဒီဇိုင်းမှာညာကြိုက်နေအဲ့လိုမျိုး okay ဒီမှာနော်အကုန်လုံးကိုဒီမှာပြပေးထားတယ်ဒီမှာပဲဘယ်နေရာမှာပါရှိတယ်ဆိုတာလည်းပြပြစုံလေးပြပေးထားတယ် Redmi Note 12 Pro ပဲတော့မလို့ဟုတ်ပြီကျွန်တော်တို့ကဒါဆိုရင် MPT ကလာခွန်ကွန်လာဆိုတာသိပြီလို့ထင်ပါတယ်အဲ့တော့ဒီကျွန်တော်မိတ်ဆွေများကဒီမှာကြိုက်တဲ့ဟာကိုထည့်ပြီးတော့ရိုက်ရှာလို့ရပါတယ်အဲဥမာကျွန်တော်ကျွန်တော် Redmi K80 ခုပေါ့ 80ပုံတွေကို K80 ကြည့်လိုက်မယ်เนาะ K80 တွေကြည့်လိုက်မယ် RED Redmi K80 ပေါ့เนาะကျွန်တော် K80 Pro လေးလာကျွန်တော် Pro လေးတစ်ချက်ကြည့်မယ် Ultra လေးလာတယ်ကျွန်တော် Pro အရင်ကြည့်လိုက်မယ် Okay အဲဆိုရင်အပေါ်ဆုံးမှာပဲเนาะ GSM Arena size ဆိုပြီးဒီမှာပေါ်ပေါ်ဆုံးမှာပဲပြပေးတယ်အဲ့ဒါလေးကိုတစ်ချက်လောက်ဖွင့်ကြည့်မယ်အဲဖွင့်ကြည့်မယ်ဆိုတော့သူလည်းခုနလိုပဲသူကြတော့ခုနတည်းပို့တယ်ခုန 5000mAh ပဲရှိတယ်သူက 6000mAh လောက်ရှိတယ်နော်ဒီမှာ run နဲ့တွဲမို 12 16ရောအကုန်လာเนาะတော်တော်မိုက်တယ်အဲဆိုရင်ဒီမှာသူ့ရဲ့အဲသူ့ရဲ့ချစ်ဆက်ကိုကြည့်မယ်เนาะသူ့ရဲ့ချစ်ချစ်ဆက်ကိုသူ့ရဲ့ချစ်ဆက်ကိုကြည့်လိုက်တော့ဒီမှာပါဒီမှာဒါဆိုတာကွန့်ကိုလုံးပါမှန်เนาะ Okay ဒါကျွန်တော်ဒီမှာသူ့ရဲ့ချစ်ဆက်ကိုတစ်ချက်ကြည့်လိုက်မယ်သူချစ်တဲ့ကြည့်လိုက်လို့ရှိရင်ဒီမှာ view လေးဖြတ် view လေး view လေးဖြတ်ကြည့်လိုက်မယ်အဲဒါဆိုရင်သူကွက်ကုန်းလုံးပြနေပါတယ်ကွက်ကုန်းကတော့ဒီဟာပဲဖြစ်ပါတယ် okay ဒီမှာเนาะဒီမှာဒီမှာကွက်ကုန်းလုံးပြနေမနော် okay ဒါဆိုလို့ရှိရင် ဒါဆိုရင်အားလုံးမိတ်ဆွေများလို့ပဲကိုကိုင်းနဲ့ဖုန်းမှာကွက်ကွန်းလမ်း MTK လားဆိုတာသိရှိသွားပြီလို့ထင်ပါတယ်ဗျအဲ့တော့ကွက်ကွန်း MTK ကျွန်တော်တို့ကွက်ကွန်းကဘယ်လိုလုတ်လုတ်တာလဲ MTK ကဘယ်လိုလုတ်တယ်လဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာလည်းဆက်လက်ပြီးမျှော်ပေးပါဦးမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျကဲအစီအမင်းနဲ့ like subscribe နေပြီအပိတ်ကမောင်တောင်းဆိုချင်ပါတယ်ဗျကောင်းတဲ့နေ့လေးပိုင်ဆိုင်ကြပါသေးဗျာ